်မာရင်းနဲ့ပတ်သက်တဲ့ကရင်ဘောကိစ္စမာကြီးကျမကိုမေးထားတဲ့မေးခွန်းတွေကိုကျမစုထားတာเนาะအများကြီးပဲအပိုက်ခွဲပြီးတင်ထားတာဒီတစ်ခုဖတ်ပြမယ်เนาะကျွန်တော်နဲ့ချစ်သူကြီးစားဖြစ်ခဲ့တာ6နှစ်သူ့ခန္ဓာကိုယ်မှာအနက်တစ်ခုဖြစ်နေအဲ့ဒီအနက်ကဂျိုင်းချွေးနဲ့လည်းမဟုတ်ဘူးအန်တရားကတော့เนาะချစ်သူကြီးစားဖြစ်မှာတော့စောက်တယ်မုတ်တယ်ဆိုတာလူတိုင်းလောက်ကြတာပေါ့သူ့ကိုကျွန်တော်ဝန်ဆောင်မှုပေးတဲ့အခါအမြဲတမ်းချီးနှံ့လိုလိုထွက်နေတယ်သူ့ရဲ့မိန်းမကိုကိုထပြီးသွားစေခိုင်းတယ်ဒါလည်းအဲ့အနက်မပြောက်ဘူးအဲ့ဒါဘာကြောင့်လဲသူ့ရဲ့ပါဇက်ကလည်းနန့်နေကျွန်တော်ပြောပါများလို့ကျွန်တော်တော့သူ့ကိုအားနာသွားပြီတဲ့ဒီအနက်အသက်ကြောင့်နောက်ဆုံးလမ်းခွဲလိုက်ရတယ်တွေ့တယ်မ လားအသေးတို့ချစ်တို့၆နှစ်လုံးလုံးအတူတူနေခဲ့ပြီးမှတောင်ရှိသမျှအပေါက်ထဲကထွက်လာတဲ့အနံ့ကိုဘသူမှတီးမခံနိုင်ဘူးဆိုတဲ့သက်သေပဲဘာဖြစ်လို့ဘလို့ဆေးဆေးအနံ့ကြံနေတယ်ဆိုတာဘာကြောင့်လဲသိလားနေစဉ်ပုံမှန်လှုပ်သွားရမယ်တနေ့တားရဲ့တန့်ရှင်ရေးကိုကောင်းကောင်းမလှုပ်ခဲ့တာလေခက်ရိုင်းရိုင်းပြောရရင်ပြင်းတယ်ကွာပြီးတော့နည်းနည်းညစ်ပတ်ဟိုဖြစ်တယ်လို့နေတတ်တဲ့အတိုင်းဝိုင်းတရပေါ့အဲ့ဒီဝါရမိုင်းကြောင့်တကက်ကြီးဘွားနေပြီးတော့ဒေါင်းဘွားကိုရောက်ခွင့်ရလာတဲ့အခါမှာကြတော့သူ ဲ့မိသားစုကနေပါလာတဲ့ဒီအနမ်းကြောင့်တာယာမဲ့ဘဝလေးတစ်ခုဆုံးရှုံးသွားရတယ်။တချို့ယောက်ျားလေးကနော်ပေါ်တင်ပြောတယ်။နောက်ထပ်တချို့ယောက်ျားလေးကလုံးဝမပြောအားနာလို့အဲ့လိုအားနာတဲ့လူကိုမှပိုကြောက်ရ။အားနာရင်ဘာဖြစ်ဒီခံပါများတာပေါက်ကွဲလာမယ်။စဉ်းစားကြည့်နော်။ချစ်သူကြီးစားပဲဖြစ်ဖြစ်လင်မယားဖြစ်သွားတာပဲဖြစ်ဖြစ်လူတိုင်းကအစမှသူမဆိုချစ်တယ်ကြိုက်တယ်နော်။အတူတူပေါင်းလိုက်တဲ့အခါမှာဖြစ်ပြက်လာတဲ့သူ့ဘက်က lifestyle နဲ့ကိုယ့်ဘက်က lifestyle မတူညီတော့ကြောင့်ပြဿနာအမျိုးမျိုးဖြစ်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းရင်ထဲကသူလဲငါ့ကိုယုံငါလဲသူ့ကိုယုံတာမျိုးဖြစ်လာတာပေါ့။ ဲ့ဒါကြောင့်မယူခင်မှာ living together အတူတူနေရမယ်ဆိုတာကိုကျမကထောက်ခံနေတာလေအ ਨੇ ဆုံးတစ်ခုလက်ဆိုတဲ့ဘွက်ကိုမရဘူးကွာဒါကြောင့်ကျမတို့ဟာတစ်ဖက်သားရဲ့ရင်ဘတ်ထဲကနေပြီးကိုယ်ကိုယွန်သွားတာမျိုးတန်ဖိုးကျသွားတာမျိုးမဖြစ်အောင်ကိုကိုကိုစင်ချင်းသုံးတတ်နိုင်ရမယ်ယောက်ျားမျိုးတွေဟာလေညတိုင်းသူ့သွေးသားတောင်းဆိုချက်အတွက်နဲ့ကျမတို့လာဘလူးတယ်နော်ပြီးရင်သူ့ရင်ဘတ်ထဲမှာတန်ဖိုးမရှိဘူးလို့သတ်မှတ်ထားတယ်တန်ဖိုးမရှိလဲသူဘလူးတယ်နော်ကျမတို့မိန်းမကကိုယ့်ရင်ဘတ်ထဲမှာတန်ဖိုးမရှိနေဘူးမကိုကွယ်နေတော့ဘူးဆိုလို့ရှိရင်အဲ့လူနဲ့ဘလူးမှဒီပေါင်ကကားပေးလို့မရဘူးသူတို့ နော်တန်ဖိုးရှိမှတန်ဖိုးထားတာကျမတို့မိန်းမတွေမှာလဲညလဲဘလူးပေးရတယ်အနက်လဲกินရမယ်မနက်ကြတော့လဲအရေချင်းအပြည့်ဝနဲ့တော်နေရမယ်လောက်အများကြီးပြည့်စုံနေမှမရကြီးဆိုတဲ့နေရာမှာတည်မြဲနေရမယ်ဆိုလို့ရှိရင်ကျုပ်တို့ဘာလုပ်ရမလဲပြောယောက်ျားတွေအများကြီးယောက်ျားတကာယောက်ျားထဲကယောက်ျားကောင်းကိုရှာတတ်ဖို့လိုတယ်ယောက်ျားတိုင်းမှာအချောင်းရှိတယ် န်ဖို့ရှိတာနဲ့တန်ဖို့မရှိတာကွာသေးတယ်ကိုနဲ့ထိုက်တန်တာကိုရှာခုနကကျမပြောတဲ့အနံ့ကင်းစင်တဲ့အရာရာတွေအားလုံးဟာတကယ်ကောင်းတဲ့ယောက်ျားအတွက်ပဲထိုက်တန်တာနော်တကယ်လို့များကိုယ့်ပေါ်လဲတာဝန်ကောင်းကောင်းမကျေဘူးရှာလဲမကျေဘူးကက်စီရလဲနေသေးတယ်အဲ့လိုလူအတွက်ဆို no ဒီလိုလူမျိုးကိုရောင်လို့များဝန်ဆောင်မှုမပေးလိုက်နဲ့တော့မတန်ဘူးနော်အိမ်ဦးနဲ့လို့ကိုယ်ခွဲချင်လို့ယောက်ျားယူလာဖြစ်ပါစေတစ်ဖက်သားကိုယ်လိန်ဆက်ဆန်ဖို့ပျော်တော်ဆက်ကြီးလို့မဖြစ်စေနဲ့တိဖို့ငါတို့မိမ့်မပေါ်မှာပဲမှုတည်တယ်မိဖုရားလောက်မလားလိန်ကျုံအဖြစ်ခံမလား မိဘပဲလောက်မှာပေါ့ဟုတ်တယ်မလားကြိုက်တဲ့ယောက်ျားနဲ့ယူကျမတို့အမြဲတမ်းမိဘဖြစ်နေအောင်လို့တကူလုံးမှာရှိတဲ့အပေါက်တဲ့အနက်မထွက်အောင်ကျမဆောင်ရဆောင်ရတင်ပေးမယ်မှတ်ထားကြနော်အခုလူငယ်ပိုင်းကြားမမယူအားလုံးကျမတို့ရဲ့ဗဇက်ရှာအောက်အပေါက်အချောင်းပဲဖြစ်ဖြစ်ဖင်ပေါက်ခြေထောက်ဖနှောက်အကုန်နေ့စဉ်နဲ့အမြပုံမှန်တန့်ရှင်းရေးမလုပ်သွားဘူးဆိုရင်မပေးဆက်ရင်ခံစားရမယ်ဆိုတဲ့စကားအတိုင်းမင်းတကူလုံးအနက်ထွက်နေမယ်နန္ဒာဆွဲသွားမယ် ဲ့လိုဆွဲသွားလို့ဘလို့ဆေးဆေးနံနေတယ်ဆိုတဲ့အကြောင်းကြီးတချို့ကပြောမယ်နော်အမလေးတို့တထာနစ်ပါရှာရှည်လေဒါကငါတို့သိပြီးသားငါတို့တတ်တယ်ဒါပေမဲ့သတိမကပ်ဘူးနော်မဟုတ်ရင်လောကကြီးမှာတလောက်ကြီးအကွဲအပြဲမရှိတော့ဘူးဒီလေလေနေ့တိုင်းမလုံနိုင်ဘူးလေအဲ့လိုအနက်ဆွဲသွားပြီဆိုရင်နင်းရေနွေးကိုပွက်ပွက်လေးပြုတ်ပြီးနင်းကိုထိုင်ပြုတ်လိုက်ရင်တောင်အနက်မပြတ်ဘူးကျမဆိုလိုချင်တဲ့အထိပယ်ကိုနားလည်လားမသိဘူးနော် မပြောက်ဘူးမရှိဘူးပြောက်တယ်တစ်ဖြည်းဖြည်းချင်းမှပြောက်တာဒါကြောင့်မို့နေ့တိုင်း daily လောက်ရမတက်ရှင်းကိုလောက်ပါလို့နိုးစောတာ